ပေါ်လို့လားဖိုးကြီးတက်တက်ရတာတွေကနည်းနည်းချင်းချင်းချင်းလေးတွေနဲ့ပြီးရင်မတ်ဆောက်တယ်ပေါ့နော်လူကြီးတွေအတွက်ကတိတ်အဆင်မပြေဘူးဟောနေဒီကနေစမြော်ရေးတာရေးတာရေးတာ ငငယ်ဆိုတော့ငငယ်ခောက်ဆိုးလည်းဆိုတာအမှတ်ဘူးမတင်နေဒီကအမီးပြနေတော့တော့ကဲလေဘာကောင်းပါ Hello အခုကတော့ BNN နိုင်ငံရဲ့ဒနန်းဆိုတဲ့မျိုးလေးကိုရောက်ပါပြီဒနန်းမာလေးလဲစရာဆိုလို့သူက Marble Mountain လိုမျိုးအခုရောက်နေတဲ့နေရာလိုမျိုးပေါ့နော်သူကဒီ Marble ဆိုတဲ့ကြောက်တွေထွက်တဲ့နေရာကို attraction place အနေနဲ့လုပ်လိုက်တာပေါ့နော်အဲအဲ့နေရာရဲ့ပြီးရင်ဒနန်းကတော့ဒီအတိုင်းပဲကမ်းခြေရတာအလှရပေါ့နော်အဲအခုဆူရူကတော့ဒီ Marble Mountain ကိုသွားလေဖြစ်တယ်တကယ်တော့လေဆူရူကသူ route နှစ်ခုရှိရပါဘောเนาะလမ်းကြောင်းနှစ်ခုရှိရယ်ပထမလမ်းကြောင်းကျတော့သူကဒီတောင်ကြီးရဲ့အပေါ်မှာဒီဖျားတွေရှိတဲ့နေရာကိုလဲလို့ရတယ်အဲ့ဒါတယောက်ကိုဝင်ချင်းနေနဲ့ BNN တောင်၄တောင်ပြရတယ် အဲအခုဆူရုရောက်နေတဲ့နေရာကျတော့သူက8တောင်ရဲ့အောက်မှာ cave အနေနဲ့ဖြစ်နေတာပေါ့နော်အဲ cave တွေဝင်မယ်ဆိုရင်တော့2တောင်ပဲပေးရတယ်ပေါ့နော်အဲဆူရုကတော့ဈေးတတတာပဲလို့ဝင်လိုက်မယ်ဆိုပြီးတော့မှားပြီးတော့ရောက်သွားတော်တော်များများပြောပါဘောနော်အဲ့တောင်ပေါ်ဘာလို့မသွားရလဲဘောနော်တောင်ပေါ်ပူလှတာဘောနော်တကယ်လဲဟုတ်တယ်ဘာလို့လဲဆိုတော့ तू ကဟိုတက်ရတာတွေကနည်းနည်းချင်းချင်းချင်းလေးတွေနဲ့ပြီးရင်မတ်ဆောက်တယ်ဘောနော် လူကြီးတွေအတွက်ကတိတ်အဆင်မပြေဘူးဒီဟာကလေသူတို့တွေလူငယ်တွေတောင်မှမနေဘူးတော်တော်လေးတက်ယူလိုက်ရတယ်ဘောနော်မဲ့အပေါ်ရောက်သွားတ ဲ့အချိန်မှာတော့တော်တော်လေး view ကလှပါတယ်။ဟိုအောက်ကနေနော်ဆူတက်လာ။တက်လေ။ဘောလို့လား။ဖိုးတက်။ဟုတ်ပြီ။

မာဗင်မောင်တန်ကနေအပြန်တော့ဆိုတော့ခုံးစံတိုင်းပေါ့နော်ဗီယက်နမ်အစားစာတွေသွားစားပါတယ်အခုသွားစားတဲ့ဆိုင်လေးကတော့ဗတ်မီရောက်တဲ့ဆိုင်လေးပေါ့နော်သူကအရန်ခိုစီလေးဖြစ်ပြီးတော့လူတော်များများလဲစားကြတယ်ဒီ Google Map မှာလည်းသူက review ရမ်းများတဲ့ဆိုင်လေးပေါ့နော်ထိုင်လို့လည်းရမ်းကောင်းတယ်အရသာလည်းကောင်းတယ်ပေါ့နော် Thank you ဗီယက်နမ်မှာတော့လေစုကတော့ဘာစားစားအရန်စားကောင်းနေရပဲစုပဲဗီယက်နမ်အစားစာတွေကြိုက်လို့လာတော့မသိဘူးပေါ့နော် ညနေနီလေးလေးဆောင်းပြီဆိုတော့ဆိုတော့ကန်းချီကိုဆင်းပြီးတော့ရေကူးပါမယ်။ကန်းချီမှာသူကတခြား activity စီအများကြီးရှိရပေါ့နော်။အာ paragliding လိုမျိုးစီးလို့ရတယ်ပြီးတော့ banana boat တွေလည်းရှိရယ် speed boat တွေလည်းရှိရယ်ပေါ့နော်။ဆိုတော့တခြားမှ paragliding ကိုမစီးဘူးတော့ try ကြည့်ခဲ့ရပေါ့နော်။ ဟောမမီမမီဖုန်းယူလားသူကအဲ့တုန်းကတယောက်ကို BNN down တသိန်းလောက်တော့ပေးရတယ်ဈေးတော့နည်းနည်းကြီးပြီမဲ့ပုံမလို့ဖူးတဲ့အရာတစ်ခုကို try လိုက်ရတဲ့အတွက်ကြောင့်ပေါ့နော် experience အစ်စ်တစ်ခုလေးရရလို့ခံစားရတယ်ပေါ့နော်ရေးစားရေးစားရေးစား đi lên đi lên chị em rồi mặt đất chuyển hả là သူတို့ရဲ့ BNN ခီးစဉ်တွေကဒီတနန်းမျိုးမှာတရက်ပဲနေမဲ့အစီအစဉ်ရှိတာပေါ့နော်အဲအဲ့ဒါကြောင့်မလို့ကမ်းခြေမှာရေကူးတဲ့ရက်တွေကဒီတရက်တွေပဲရလိုက်တာသူကရေအရန်ကြိုက်တာဆိုတော့ရေကိုအကြာကြီးကူးချင်တာပေါ့နော်ဒါပေမဲ့လည်းညနေကမိုးချုပ်လာပြီဆိုတော့သူတို့အခုညစာသွားစားဖို့သွားနေပါပြီအဲထုံးစံတိုင်းပဲပေါ့နော်ညစာကတော့ BNN အစားစားတစ်ခုသွားစားမှာပေါ့နော်သူတို့ကကမ်းခြေဘက်မှာနေတာအခုကတနန်းမျိုးတွေကိုသွားစားမှာပေါ့နော် ုင်လေးကတော့ဒနန်းမြို့ထဲမှာလူကယ်တွေအစားများတဲ့ဆိုင်လေးကတဆိုင်ပေါ့နော်အဲသူကတော့ငားနဲ့စားတဲ့ဒီခောက်ဆွဲပေါ့နော်သူတို့တွေဟန်နွိုင်းဘက်မှာကြတော့အသားနဲ့စားတဲ့ခောက်ဆွဲပေါ့နော်ဒီဘက်ကိုရောက်လာတဲ့အချိန်မှာတော့သူကခောက်ဆွဲကိုသူကငားနဲ့စားကြတာများတယ်ငားအရသာခောက်ဆွဲပေါ့နော်အဲ့ဒါကြောင့်မလို့ဒနန်းရောက်လို့ရှိရင်ဒီဒနန်းရဲ့ဒေသအစားအစာတစ်ခုဖြစ်တဲ့ဒီငားအရသာခောက်ဆွဲကိုညီဆန်းစားကြည့်စေချင်ပါတယ် ညဉ့်ငယ်ကညဉ့်ငယ်ခေါက်ကလေးပြစားအဟမ်း။ညစာလဲစားပြီးပြီဆိုတော့နည်းရဲ့ဒီညအလှကိုသွားကြည့်ဖို့ဒီ Dragon Bridge ကိုရောက်နေပါဗါတယ်။အဲဒီ Dragon Bridge ကသူကတောက်ကြစနေတနင်္ဂနွေနေ့ပြီးရင်အဲ holiday ပိတ်ရက်ဒီမှာဆိုလို့ရှိရင်အဲ့ဒီနဂါးရဲ့ဗစက်ကနေပြီးတော့သူဟာမိခိုးတွေလွတ်ပေးရပေါ့နော်။သူကည9:00နာရီဆိုလို့ရှိရင်လုတ်တယ်။သူတို့အဲ့ဟာလေးကိုအာတွေ့လိုက်ရတယ်ပေါ့နော်။ဝိုက်ကပေးဝိုက်ကပေး။ဒီဘက်ကမဟုတ်ပါနဲ့ဒီကအမီးလေးတော့ ဲ့လေဘောကောင်းတနင်းရဲ့ညာအလောက်ကိုခန်းစားရင်းနဲ့အဲတနင်းမှာတော့ရက်တာ travel blog လေးရတော့ဒီမှာနေပြီးပါပြီအဲနောက်အပတ်မှာတော့ဆိုတော့ဝမ်းမှာသွားလေခဲ့တဲ့ blog လေးကိုစတင်ပြီးမှဖြစ်တဲ့အတွက်ကြောင့်ဆူရဲ့ channel လေးကို stay tune လို့ပို့အားလုံးကိုဖိတ်ခေါ်ပါတယ်ဒီ video လေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ် see you in the next video bye